လွတ်လပ်တဲ့မီဒီယာတွေမရှိတော့ရင်မြန်မာပြည်ကအမောင်တွေလုံလုံရောက်သွားမှာဖြစ်ပြီးအမှန်တရားတွေဟာသတင်းလိမ်တွေဝါရဖြန့်သတင်းတွေရဲ့ဖုံးလွှမ်းမှုမှာပျောက်သွားလိမ့်မယ်။ဒါကြောင့်သတင်းမီဒီယာတွေဆက်လက်တည်ရှိနိုင်အောင်ကူညီပေးကြပါလို့ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းအပါအဝင်တော်လန့်အမှုပညာရှင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကပြောဆိုကြပါတယ်။ကြေခိုင်သတင်းပေးပို့ထားတာပါရှင်။ စစ်အုပ်စုရဲ့ကာလာကြာရှည်ဖိနှိပ်မှုတွေကြားမှာလွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့နဲ့သတင်းလွတ်လပ်ခွင့်တွေအတွက်ကမ်ပိန်းတစ်ခုပြုလုပ်နေပါတယ်။အဲ့ဒီကမ်ပိန်းမှာလူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ် Kim Aris ခေါ်ကိုထိန်လင်းနဲ့အတူတော်လန်အမှုပညာရှင်တွေတက်သည့်ပညာရှင်တွေတက်ကြွလှူရှားသူတွေနဲ့သတင်းမီဒီယာသမားတွေကလည်းတက်ကြွစွာပါဝင်နေကြတာကိုတွေ့ရပါတယ် လက်ရှိမှာစီအိုစုကအတွေ့အယောင်ရွေးကောက်ပွဲနဲ့ဆက်လက်အာဏာတည်မြဲဖို့စ조사ပြီးသတင်းမီဒီယာသမားတွေကိုဖိနှိပ်နေတာလည်းဖြစ်ပါတယ်ဒါကြောင့်တည်င်းလွလက်ခွင့်ရရှိနိုင်ဖို့အတွက်လှုပ်ဆောင်နေကြတဲ့ကက်ပိန်းမှာတော်လဲအနုပညာရှင်တွေဖြစ်တဲ့တရုတ်ဆောင်အကယ်ဒမီမင်းမော်ကိုတရုတ်ဆောင်ခါရာအလမေထားထက်ထက်တက်ကြွလှူရှားသူမရွှေမိုကိုရီးယားဒေါက်တာမီမီဝင်းဘတ်တို့ကလည်းတက်ကြွသောပါဝင်လှူရှားနေကြတာပါဒါအပြင်လွလက်တဲ့မီဒီယာတွေကိုကူညီတာဟာ Without independent media Burma will go into the darkness The truth will be buried under propaganda and lies Support the journalists who risk everything to tell it When we support independent media we're defending truth itself the hunter spreads fear and disinformation, but truth still fights back. Join us. Support those who refuse to be silent. This is your media. You are the media. <laughs> တရုတ်စာအကယ်ဒမီမင်းမွန်ကွန်နဲ့အလားမထားထက်တက်တို့အားလည်းလိုလက်တဲ့မီဒီယာတွေရဲ့အတန်တွေတိတ်ဆိတ်မတော့အောင်မီဒီယာတွေနဲ့သတင်းသမားတွေကိုကူညီကြပါလို့ပြောဆိုကြပါတယ်လိုလက်တဲ့မီဒီယာတွေမရှိတော့ရင်မြန်မာပြည်ဟာအမောင်နဲ့လုံလုံရောက်သွားပါလိမ့်မယ်သတင်းလိမ်တွေဝါရဖြန့်သတင်းတွေရဲ့အောက်မှာ အမှန်တရားပျောက်ွယ်သွားလိမ့်မယ်အဲ့လိုသတင်းသမားတွေကိုကူညီကြပါလွတ်လပ်တဲ့မီဒီယာတွေကိုကူညီကြပါ လွတ်လပ်တဲ့မီဒီယာတွေရဲ့အတန်တွေတိတ်ဆိတ်မသွားခင်ကုညီကြပါသူတို့တွေရဲ့သတင်းတပုတ်စီဟာအမှောင်နဲ့အလင်းလေးတစ်ပွဲမှာအဲ့ဒီအလင်းလေးတွေဆက်လက်ပြီးတရှိနေအောင်သူတို့ကုညီကြပါလွတ်လပ်တဲ့မီဒီယာတွေကိုအားပေးထောက်ခံမှုမရှိဘူးဆိုရင်စစ်တပ်ရဲ့ဝါဒဖြန့်ချိနေတဲ့အလိန်ညာတွေအောက်မှာရောက်တော့နိုင်ရဲ့လို့ဒေါ်လန်အမှုပညာရှင်ဖြစ်တဲ့တရုတ်ဆောင်ခါရာကလည်းပြောဆိုပါရီ အလုံးမင်္ဂလာပါကျွန်တော်ကားဖြစ်ပါတယ်အခုကျွန်တော် White House ရဲ့အရှိမအရောက်နေဖြစ်ပါတယ်ကျွန်တော်လွတ်လပ်တဲ့မီဒီယာတွေကိုကျွန်တော်တို့ support လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာအာလွတ်လပ်တဲ့မီဒီယာကို support မလုပ်ဘူးဆိုရင်ကျွန်တော်တို့အခုလိုပဲဝါဒဖြန့်ချီရေးတွေအလိမ့်ညာတွေရဲ့အောက်မှာပဲကျွန်တော်တွေကအာလမ်းပြောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့အာတကယ်အမှန်တရားကိုဟိုပုံပွင့်လင်းလင်းချပြနိုင်တဲ့ဒီလွတ်လပ်တဲ့မီဒီယာတွေကိုကျွန်တော်တို့ support လုံးမ ကျွန်တော်တို့လိုချင်တဲ့အမှန်တရားတစ်ကဘာလုံးကိုပြန်နေနိုင်မှာဖြစ်ပါတယ်အဲ့တော့အရန်ကိုရေးကြည့်ပါတယ်ကျွန်တော်တို့ရဲ့စစ်မှန်တဲ့အတန်တွေကိုအာနိုင်ငံတကာကိုသိဖို့တစ်ကဘာလုံးမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားအားလုံးသိဖို့အတွက်လွတ်လပ်တဲ့မီဒီယာတွေလိုအပ်ပါတယ်အဲ့တော့လွတ်လပ်တဲ့မီဒီယာတွေဆက်ပြီးတော့ရှင်သန်နိုင်ဖို့အတွက်ကျွန်တော်တို့ကျွန်တော်တို့အားလုံးရဲ့ support လိုအပ်ပါတယ်အားလုံးဝိုင်းပြီးတော့ support လုပ်ကြရအောင် အလားတူပဲတသည့်ပညာရှင်တွေနဲ့တက်ကြွလှူရှားသူတွေကလည်းအမှန်တရားရဲ့အတန်တွေတိတ်ဆိတ်မတော်အောင်ကောက်ကဲပြီးကုညီပေးကြဖို့တိုက်တွန်းပြောဆိုမှုတွေလည်းရှိနေပါတယ်။လွတ်လပ်တဲ့မီဒီယာတွေကိုကုညီတာဟာအမှန်တရားကိုကာကွယ်ခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကသတင်းမာတွေအကြောက်တရားတွေကိုဖျက်နေကြတယ်။အမှန်တရားကပြန်ပြီးခံချနေကြတယ်။အတန်မတိတ်ပဲ ခံချနေသူတွေကိုကူညီဖို့ပါဝင်ကြပါလွတ်လပ်တဲ့သတင်းမီဒီယာတွေမရှိလို့ရှိရင်ကျမတို့ဒီမှာပြည်ဟာအမှောင်တွေကိုလုံလုံကျောက်တောင်းမှဖြစ်ပါတယ်သတင်းအမှန်တွေကိုသတင်းအလိမ်တွေဝါရဖြန့်သတင်းတွေကဖုံးအုပ်တောင်းမှဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့သတင်းသမားတွေနဲ့မီဒီယာတွေကိုဝိုင်းဝန်းမြေကူညီကြပါ ကုလသမဂ္ဂအတွင်းရင်းမှုချုပ်အက်တိုနီယိုဂူတာရက်စ်ကလည်းအမှန်တရားနဲ့အခြေအနေမဲ့တွေကိုတင်ပြနေတဲ့သတင်းသမားတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတာရပ်ဖို့တောင်းဆိုထားပြီးသတင်းမီဒီယာတွေနဲ့သတင်းသမားတွေကိုကူညီပေးကြဖို့တိုက်တွန်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံဟာသတင်းစာလွတ်လပ်ခွင့်ဆုံးရှုံးမှုကအဆိုးဆုံးအခြေအနေမှာရောက်ရှိနေပြီးသတင်းသမားတွေကိုဖမ်းဆီးထောင်ချမှုအများဆုံးဖြစ်တဲ့နိုင်ငံတွေထဲမှာပါဝင်နေပြီးတော့ တည်င်းသမား90တယောက်ဖမ်းဆီးခံထားရတယ်လို့မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သယ်ယူကပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်နေ့မှာတည်င်းထုတ်ပြန်ခဲ့ပါတယ်။ကျမကေခိုင်ပါ။